ယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ကိုးရဲတယ်ဆိုရင်သားသမီးတွေကဘသူနဲ့หนีဖို့တင့်တော်လဲသူတာဝန်မယူနိုင်လို့သူတယောက်နဲ့ထွက်သွားပြီးတော့သူနောက်နေလိုချင်လို့အဲ့ဟာမှုံပြီးထွက်သွားတဲ့ကိစ္စကိုအခုကျမှကျွန်မလည်းမယုံကြည်ပါဆိုပြီးတော့ထားလို့ပြီးတော့ဒုက္ခပေးတဲ့ကိစ္စလေးအဓိကကျွန်တော်ပြောရရှင်းရှင်းလေးတော့ကျွန်တော်ပိုင်ဆိုင်မှုအကုန်လုံးကြီးကျွန်တော်သားသမီးသုံးယောက်ကိုကျွန်တော်အပြီးလွှဲပေးမှာကျွန်တော်နောက်ရင်တော့ပြလိုက်တဲ့အခါကျွန်တော်ဘာမှမယူဘူးအခုလိုချင်အခုလွှဲပေးထားမယ်ဒါပဲ တင်းတင်းတင်းပြဥပဒေနဲ့သူတရားဆွဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကနေလို့မရတဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကခလေးတွေကိုအနီးကပ်တော့ handle လုပ်လို့မရတော့လူတရားနဲ့တရားကိုမုန်းပွားနေဘာလို့မှလဲငါသူလည်းကျုံရှိဘူးကျွန်တော်လည်းကျုံရှိဘူးဂျားထဲမှာသာသမီတော်ရောကဟိုရှင်းရှင်းပြပြဒုက္ခရောက်တယ်ဟိုကျွန်တော်နဲ့မှာဆွနေကဟိုတရားဝင်ကျွန်တော်တို့ကမာရီရော ခရင်တရားရုံးကတကယ်ဟိုတရားသူရှင်းရှင်းမှာဟို2024ဓာတ်ပိုင်း3ရက်နေ့တွေကတရားဝင်ကွဲထားပြီးသားသူရားပိုင်းကိုယူသွားတယ်အမ၅ပုံပုံနေဆိုရင်ဟိုသာသမီ3ရောင်းနဲ့ကျွန်တော်နဲ့ဒီတပုံသူသေးတပုံယူပြီးတော့မှသူသေးဒီနောက်တရားကိုနဲ့မော်ပြီးဘက်မှာသွားနေရပါလေထားပါတော့အဲ့လိုနေပြီးတော့မှကျွန်တော်ကကျွန်တော် သာသမီတွေနဲ့ကျွန်တော်တိုင်အင်ဆောက်လိုက်တယ် အဲ့လိုစပီးတဲ့အချိန်မှာသူဒီဟိုဘက်မှာအဆင်မပြေလို့ဆိုပြီးတော့သာသမီတွေကိုမခွင့်နိုင်လို့ဆိုပြီးတော့မအိမ်ပြန်လာတယ်။အဲ့တော့ဒါလူမျိုးရေးရတော့ကျွန်တော်ဒီအောက်ထပ်မှာသူ့ကိုထားပေးထားတယ်။လူကြီးတွေအာဃာတကြောင့်ကလေးတွေမှာဟိုအဆင်မပြေမဖြစ်စေချင်အောင်အဲ့ဒါနဲ့ပဲနေလိုက်တယ်။ဒါပေမဲ့အဲ့တယောက်နဲ့သူနဲ့ပြန်ပြီးတော့မှဆက်သွယ်မိသွားတဲ့အချိန်သူ့အဖေရှင်သူအငွေသိန်း2000လောက်ရသွားတဲ့အချိန်မှာဒီဒီဇင်ဘာပေါ့2024ဒီဇင်ဘာမှာသူပြန်ပြီးတော့မှမန်လေးဆင်းသွားတယ်။ နလာပိုင်း၁၄ရက်ခင်ဗျားတို့ MC နေပဲလေအဲ့ဒါသူအင်တာဗျူးလုပ်တယ်ပေါ့နော်အဝေးရနေပြတော့မင်းကြီးနဲ့သူနဲ့မပတ်သက်တော့ပါဘူးလုံးဝတိကျဖြစ်သွားပါပြီပေါ့နော်အဲ့ဒါငရေပိုင်းဟိုပေါ့နောက်အိမ်အောင်ပြည့်ရင်လေသူလုံးဝမနောက်ဆက်ပါဘူးငရေပိုင်းဟိုပေးလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးသူဝင်းမြဝင်းသာပေးရတယ်ဆိုပြီးတော့မပြောပြီးတော့မှအဲ့ချိန်မှာကျွန်တော်ဆုံးပြတော့ငါသားသမီးတွေကိုလည်းချစ်တယ်အဲငါ့ဘုံမှာလည်းနားလည်းမှုရှိတယ်ဆိုတော့အမျိုးသမီးတစ်ယောက်နဲ့ကျွန်တော်တို့၃လပိုင်း 16ရက်နေ့မှာကျွန်တော်တောင်းဆိုတရားရုံမှာသာသမီတွေရဲ့အကုန်လုံးပါဟိုဘောအကျန်ကျန်နဲ့ယူပြီးတော့မှအဲအရင်နဲ့တင့်တော်တယ်ထင်လို့ကျွန်တော်အိမ်တော်ဘောနော်ဒုတိယအိမ်တော်ထူလိုက်တယ်ထူရတာလက်မှတ်ထူလိုက်တယ်ပေါ့ထူရဆိုပေမဲ့လည်းကျွန်တော်တော့တအိမ်နေနေတာမျိုးတော့မဟုတ်ဘူးကျွန်တော်သာသမီတော်တော်နဲ့ကျွန်တော်နေရနေတယ်သားသမီးတို့ရောက်ကြတော့ဆောင်းရှောက်တယ်ပေါ့ကြောင့်လဲဆိုတော့ကျွန်တော်သားသမီးတို့ရောက်ကသူတို့နေတဲ့အခန်း၃ခန်းမှာသူတို့ဘက်သူတို့နေတာကြာနေပြီအဲကျွန်တော်က တွားလိုက်ပြန်လိုက်ပေါ့နော်ဟုတ်ပဲအေးတွားလိုက်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးနေကြတယ်တနင်္လာနေ့ဥပဒေနဲ့သူတရားဆွဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကနေလို့မရတဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကခလေးတွေကိုအနီးကတော့ handle လုပ်လို့မရတော့ဘူးကျွန်တော်သာသမီ၃ရောက်လို့ကျွန်တော်ဟိုသူမရှိသေးရလွန်ခဲ့သော2023နဲ့ကျွန်တော်ပြုစုဆောင်ဆောင်နေရလေဆိုတော့ဒီကလေးရဲ့အနာဂတ်ကိုသူလုံးဝမတွေ့ဘူးကျွန်တော်ဒုက္ခပေးဖို့လောက်ပဲတွေ့ရပါလေသူကကျွန်တော်ကို April လထဲမှာဆွဲတယ် ဒီ2025 April ကမှဆွဲတယ်အဲကျွန်တော်ကသူ့ကိုဒီ main connection မှာပြန်ဆွဲတယ်အဲသူ့ဒီကျွန်တော်မတိုင်ခင်တည်းကဒီတယောက်နဲ့ပေါ့နော်ဖောက်ပြန်နေတယ်ပေါ့တော်တော်များများတွေတွေအထောက်ထားတွေအထောက်ထားတွေကကျွန်တော်အမှန်ပေါ့နော်ရှင်းရှင်းပြောရရင်တော့မတရားမှုကိုလမ်းခတ်နိုင်တဲ့ကျွန်တော်မိတ်ဆွေပေါ့နော်မိတ်ဆွေရင်းတွေကနေပြီးတော့မှအဲအထောက်ထားတွေအကုန်လုံးနဲ့ ြောတဲ့အတွက်ကြောင့်ကျွန်တော်သူ့ပြန်ပြီးတော့မှမန်လေးပသိကြီးမှကျွန်တော်တရားပြန်ဆွဲရပါတော့เนาะလူတိုင်းကလူဆိုတာဘယ်သူမှအမှားနဲ့မကင်းဘူးဟုတ်လားသူလည်းအမှားလုံးဝကင်းနေတယ်မိမတရားမဟုတ်ဟုတ်ပြီကျွန်တော်နိုင်အောင်ပြုလို့ကျွန်တော်မှားတယ်ပဲထောင်းကျွန်တော်အနေနဲ့ကတော့ရှင်းတယ်ကျွန်တော်သူနဲ့လုံးဝပြတ်ပြီးတော့မှကျွန်တော်ကိုသားသမီးနဲ့တိတ်တော်ရလူကိုကျွန်တော်လက်ထပ်တာ plus ဖြစ်ဖို့လက်ထပ်တာ minus ဖြစ်ဖို့မဟုတ်ဘူးအဲ့လိုသူနဲ့ကျွန်တော်နေကြတဲ့မှာ ဖြစ်စေခြင်းနာပေါ့ဘာမှသူလဲသူဘဝနဲ့သူဟာနဲ့သူပျော်ရွှင်နေပြီပဲဒါပြလို့ဒုက္ခပေးပါပဲကျွန်တော်ကတော့သူ့ဒုက္ခပေးခြင်းနဲ့ဆန္ဒလုံးဝမရှိဘူးအခုတရားဆွဲရတယ်ဆိုတာလည်းသူ့ကိုဒုက္ခပေးခြင်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကပဲမဟုတ်တာလို့လို့ဆိုရဲဟာမျိုးကြီးသူ့ဘက်ကနေတောက်လျှောက်ကြည့် ဖိနှိပ်တိုက်ခိုက်တဲ့ဟာဒီသူလည်းမဟုတ်တာလုပ်ထားတယ်ဆိုတာတော့ပေးသက်ကောအကုန်လုံးပေါ့နော်ဟိုတိတိနေလို့ထင်လို့ကျွန်တော်သူ့ကိုဒါထုတ်ဖော်ရတာပေါ့ဗျာတကယ်တမ်းကျရင်တော့ကျွန်တော်သူ့ကိုအခုချိန်လေးလည်းမမုန်းပါဘူးဒါအမှန်တိုင်းပြောတာဟိုခရစ်တော်ကမွေးပေးတဲ့ယေရှုလေးရှိရလေကျွန်တော်ရင်ချစ်တဲ့ခရစ်တော်ကမွေးပေးတဲ့ယေရှုရဲ့လူတယောက်နဲ့တယောက်နဲ့ဘယ်လိုကောင်းလဲခြေဆက်ကုန်သွားတယ်တရားဝင်စာချုပ်စာရနဲ့လည်းကွဲပြီး အဲလူတရားနဲ့တရားကျွန်တော်တို့ကအမုန်းနဲ့လန်ခွဲတာမျိုးမလို့ချင်ဘူးကျွန်တော်စိတ်ထဲမှာသူလည်းသူ့ဘဝရဲ့အကောင်းဆုံးကိုသူဆက်ပြီးတော့တည်ဆောက်တရားနဲ့တရားဟိုနော်မိတ်ဆွေတွေလို့သားသမီးတွေကိုတွေ့ကျင်လာတွေ့အဲကျွန်တော်လည်းသားသမီးတွေကိုနိုင်သလောက်အတက်နိုင်ဆုံးဆောင်ရှောက်ရှိရှိလေးဖြစ်စင်ပြည့်ရမယ့်ဟာကတရားနဲ့တရားသဘောထားချင်းမတိုက်ဆိုင်လို့တရားဝင်လမ်းခွဲပြီးရဆိုရင်တရားကိုတရားပါဖြစ်လို့ဒုက္ခပေးမှာ ာဖြစ်လို့ဟိုအညိုတကြီးနဲ့တိုက်ခိုက်နေပါလဲဘာဖြစ်လို့အဲ့ Facebook တွေဘာတွေကနေပြီးတော့မကောင်းကြောင်းတွေပြောနေပါလဲဟုတ်လားကျွန်တော်တို့ကပြန်မရေးတတ်ဘူးမရေးတတ်ဘူးဆိုတော့ကျွန်တော်တို့က ethic ရှိတယ်ကိုသားသမီးတွေဟိုတိတ်ခါရအော်သူ့ဖေကဒီလိုမျိုးပါလားသူ့မေကဒီလိုမျိုးပါလားဟာသူတို့တွေကြောင့်ဘယ်လိုဆိုတာဟာတွေဝေမမှုတွေကိုကျွန်တော်သားသမီးတွေကိုမခံစေချင်ဘူးသားသမီး၃ယောက်လုံးက session နဲ့မပြည့်သေးဘူးဟုတ်တယ်နော်အဲ့တော့အဲ့လိုကြောင့်ကျွန်တော်ညင်နေခဲ့တယ် ဒါပေမဲ့အခုကတော့မလုံမဖြစ်တဲ့အခြေအနေဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့တရားပြန်ဆွဲတယ်။သူလည်းသူ့ဘဝနဲ့သူနေပါကျွန်တော်တို့လည်းကျွန်တော်တို့ဘဝလေးနဲ့ကျွန်တော်တို့ပျော့ပျော့ရွှင်ရွှင်နေမယ်လူကအသက်ကြီးလာပြီမသိခင်လေးမှာဟဲ့လားဘောကိုကိုယုံကြည်တဲ့ဟာကိုကိုအေးစစ်နေမကောင်းလားအတိအကျကျွန်တော်ပြောတာရှင်းရှင်းလေးလို့ကျွန်တော်ပိုင်ဆိုင်မှုအကုန်လုံးကြီးကျွန်တော်သာသမီသုံးအောင်ကိုကျွန်တော်ပြီးလို့ပြေးပါသူသူရပိုင်ခွင့်ရှိလို့သူသူနဲ့ကျွန်တော်ကွဲတော့ ယူသွားတဲ့ဟာဒီသူကသူပေးချင်တဲ့ကောင်အောင်ပေးလုံးချင်တာလုံးအဲ့ဒါသူစိတ်သူသားသမီးကသူတယ်ရောနေရှိလို့သူပေးမယ်သူဖိတ်ရှဲရတယ်မယ်သူပေးမယ်ဆိုတော့အဲပေးအဲကျွန်တော်လည်းကျွန်တော်ပိုင်ဆိုင်တယ်ကျွန်တော်သားသမီးသုံးယောက်တော့ပဲကျွန်တော်ရှင်းသားတယ်ကျွန်တော်ပေးမယ်ဒါပဲအဲ့ဒါသူပေးချင်မပေးချင်ဒီကျွန်တော်နဲ့ဘာမှမဆိုင်ဘူးသူစိတ်သနာရှိရင်ပေးသူကသူကြိုက်တဲ့သူအဲကျွန်တော်နဲ့ဘာမှမပတ်သက်ဘူး ရှင်းရှင်းလေးပဲကျွန်တော်ပိုင်တာတော့ဒီအခုကျွန်တော်လက်ရှိနေနေအိမ်ဒီကျွန်တော်သာသမီ၃ယောက်နဲ့ကျွန်တော်နဲ့ပိုင်နေဟာကိုကျွန်တော်ဘာမှမယူဘူးဘာကြောင့်လဲဆိုကျွန်တော်နောက်ရင်တော့ပလက်တက်တက်ကနောက်ရင်တော့နဲ့သူကဆွဲချက်တင်တာဟိုနောက်ရင်တော့ကနေပြီးတော့ဟိုပိုင်ဆိုင်သွားမယ်လို့ပါလို့အဲ့လိုမျိုးလေးလုံးဝမရှိဘူးခလေးတော့နာမည်နဲ့ကျွန်တော်တရားဝင်လွှဲပေးမယ်ဒါပဲအခုလိုချင်အခုလွှဲပေးထားမယ်ဒါပဲသမီးကြီးကိုလည်းအဲ့ဒါပြောထားပြီးသားလူတရားနဲ့တရားမဟုတ်ပွားနေဘာလို့မှလဲ ။နတ်သူလည်းအကျုံးမရှိဘူးကျွန်တော်လည်းအကျုံးမရှိဘူး။ဂျားထဲမှာသာသမီသုံးယောက်ကဟိုရှင်းရှင်းပြပြဒုက္ခရောက်တယ်။အစားတော့ကျွန်တော်တို့ကသူတရားမဆက်ခင်ကာလအထိကသာသမီသုံးယောက်လုံးသူနဲ့ကျွန်တော်ကွဲပြီးတဲ့ကျွန်တော်ကျွန်တော်ရဲ့အောက်မှာပဲအကုန်လုံးထိမ့်သိမ်းဆောက်ရှောက်ပြီးတော့မှအလုံးအဆင်ပြေနေတာပဲလေ။သူတရားဆွဲလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကအဝေးကနေပြီးတော့မှကျွန်တော်လိုအပ်တဲ့ငွေကြေးចောင်းတက်မယ်ဆိုလဲចောင်းတက်ဖို့ခေစားရီအဲပေါ်ဟိုစားဝတ်နေနေစဉ် ုန်ကြစည်းတွေလက်စင်ကုန်ကြစည်းတွေအဲ့ဒါတွေအကုန်လုံးကတော့ဟိုပေါ့သမီးကြီးကိုတောင်းဝင်ကျွန်တော်ရှမ်းပူပို့တယ်ပေါ့တခုတော့ကောင်းတာပါလေဆိုတော့တချို့ဟာတွေကပူကောင်းခြင်းလုံးဖြစ်သွားတာဒီသားသမီးတော့ရောလုံးကလိမ်မာကြတယ်အကြီးမားကနေပြီးတော့အခုဆိုရင်အဖေတာဝန်ရောမိတာဝန်ရောကာရီကယူပေးတယ်ဒီအငယ်တွေကိုပူပြီးစီးလုံးသွားကြတယ်ဒီအဖေမေးဒီလိုဖြစ်ခဲ့တာကတော့ကြာပြီပြီသူတို့ဟို၂000 20နှစ်လောက်တည်းကနေပြီးတော့ဒီပြဿနာတွေကရှိပြီးသားကျွန်တော်ဘက်ကတော့ကျွန်တော်ထုံမပြောတာရှိရဖြစ်လာပြီဆိုတော့လည်းမတက်နိုင်ဘူးပေါ့ရင်ဆိုင်ကြမယ်ဖြည့်ရှင်းကြတာပေါ့ဒါပေမဲ့အကောင်းဆုံးနည်းလမ်းနဲ့ကျွန်တော်တို့လုပ်မြောက်ပါเนาะဆိုတော့ရေရှည်စံတော့ကလေးတွေတော်တော်မကောင်းပါလေဟိုတဲ့မလားသူတို့ကသူတို့ဟိုရက်တည်နိုင်တဲ့အရွယ်မဟုတ်သေးဘူး ဲ့တော့သူ့ဘက်ကရက်မယ်သူ့ဘက်ကသူကျွန်တော်တရားလို့လုပ်ပြီးတော့မှဆွဲထားတဲ့အမှုကိုသူရုပ်သိမ်းမယ်ဆိုရင်ကျွန်တော်သူ့ကိုတရားလို့လုပ်ပြီးဆွဲထားတဲ့အမှုကိုကျွန်တော်ပြန်ရုပ်သိမ်းပေးမယ်ပြီးရင်တရားနဲ့တရားဟိုဘောမစ်ဆွေလို့မဆက်ဆန့်ခြင်းလည်းနေသူ့ဘဝနဲ့သူနေခြင်းလည်းနေသူ့သားသမီးသူတွေ့ခြင်းလည်းလာတွေ့ကျွန်တော်ကတော့ကျွန်တော်သားသမီးသူ့ရောက်ကိုကျွန်တော်ကအဲကျွန်တော်နောက်ဆုံးချိန်ထိကျွန်တော်ဟိုဥစားပေါ်ကျွန်တော်အပေါ်မှာနားလည်မှုရှိအမျိုးသမီးနဲ့ကျွန်တော်သားသမီးတွေကိုချစ်တဲ့အမျိုးသမီးနဲ့ကျွန်တော်တို့ကဘလို့အကောင်းဆုံးပြုစုမလဲဆိုတာကျွန်တော် ြင်ဆင်ထားပြီးပြီအဲ့အတွက်ကျွန်တော်ဒီအခုဆိုအရင်နဲ့မတူကျွန်တော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတိတိချာချာကိုပြင်ဆင်ထားနိုင်ပြီအဲ့အတွက်ယုံကြည်မှုလည်းရှိတယ်ကလေးနဲ့ကျွန်တော်တို့နဲ့ကတော့ very close ပေါ့အဆင်ပြေတာပေါ့ဘာကြောင့်လဲဆိုတော့အခုကလေးတွေစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အရာအလုံးတွေကျွန်တော်တို့ပဲထောက်ပံ့တာသူ့အမေကတပြားပေးတာမှမဟုတ်တာဘယ်ရောက်လို့ရောက်နေမှာတော့မသိဘူးဖုန်းတော်တစ်ချက်ဆက်တာပါမဟုတ်တာ အခုမာကျွန်တော်တင်ထားရတယ်သူသူ Facebook မှာကျွန်တော်ဟိုတလောအဖက်ပါပါလဲအမေကျော်ဒွေးတော်လည်းနဲ့သာသမီတွေကိုလည်းငါသာသမီလို့မတတ်မှတ်ဘူးလို့ပါတော့ဗောနော်အဲ့လိုမျိုးပေါ့ဆိုခလေးတွေပုံမှာပါသူကမုန်းတီးတဲ့စိတ်နဲ့အဲကျွန်တော်မုန်းတီးတာလည်းမဟုတ်ဘူးဒီဘောသူသူထပ်ပို့ပြောမှာဂယုဆိုင်နေတဲ့လူသူထပ်ပို့ပြောမှာဟိုပေါ်တုတ်တဲ့လူကိုသူမနာလို့စိတ်နဲ့တော့၆တိုက်ခိုက်တယ်ဗျာအဲအဲ့လိုမျိုးကမဖြစ်သင့်ဘူးလို့ကျွန်တော်ယူဆတယ်ဘာကြောင့်လဲဆိုတော့ သူ့မွေးထားခဲ့တာပဲလေမဟုတ်ဘူးလားဘာလို့အဲ့ကလေးတွေကတိုက်ခိုက်မှာကလေးကတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဖေတို့အမှုကိစ္စမြင်မြင်ပြီးပြီးတော့အရင်လိုပဲဖေဖေရဲ့တားတော့တော့ရောင်းရဲ့တူတူနေပြီးတော့အဲ့လိုမျိုးနေချင်တာပေါ့သူတို့ကတော့အမေရောတော့ငကိုရေကလည်းသူ့အမေကလည်းသူတို့တိတ်ပြောတမ်းရှိတာမှမဟုတ်နဲ့အားကြောင့်လည်းတူတူထွက်သွားတာတူတူသူ့အတူတကယ်ဆိုရင်သူထွက်သွားစမ်းမလို့ဖေဖေရဲ့ထွက်သွားမှာလေ ရှင်းရှင်းလေးပဲဟိုယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ကိုယ်ရဲတယ်ဆိုရင်သားသမီးတွေကဘသူနဲ့နေဖို့တင့်တော်လဲသူတောင်းဝယ်မိဦးတိုင်းလို့သူတယောက်နဲ့ထွက်သွားပြီးတော့သူနောက်နေလို့ကျင်းလို့အဲ့ဟာမှုံပြီးထွက်သွားတဲ့ကိစ္စကိုဟဲ့လားအခုကျမှကျွန်မလည်းမယုံကြည်ပါဆိုပြီးတော့ထားလို့ပြီးတော့ဒုက္ခပေးတဲ့ကိစ္စလေကွဲပြီးတဲ့ကျွန်တော်ဒီကလေးတွေတာဝန်ယူတယ်လုပ်ပေးတယ်အကုန်လုံးအခုဟိုအလုံးအစင်ပြေးပြီးချောမွေပြီးဆိုမှလာပြီးကပြရပြလုပ်ပြီးနှောက်ရတာလေ ဟုတ်လားအခုပေါ့နော်ဒီအမှုကိုသူ့ဘက်ကကြေးကိုဘက်ကကြေးဆိုတာမျိုးကိုကျွန်တော်လူချင်းနေဒါပေမဲ့အဲ့ဒါကမှမဟုတ်လို့ तू ကနေပြီးတော့နင်းကိုပဲငါကဘလူပဲဖြစ်ဖြစ်ဂရုမစိုက်ဘူးဆက်လုံးမယ်ပေါ့နင်းလည်းမင်းအထဲသွားငါလည်းမင်းအထဲသွားဆိုရင်တော့ဒီကလေးသွားရဲ့အနာကက်ကတိတ်တော့မလားပါဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအတွက်လည်းကြိုပြီးတော့မှအစိုးဆုံးကလည်းကျွန်တော်ပြင်ဆင်ထားပါတယ် အဲ့လိုဖြစ်လာခဲ့ရင်ဘာလုပ်မလဲဆိုတော့လေကျွန်တော် သာသမီ၃ယောက်နဲ့ကျွန်တော်တိုင်ပင်ထားတယ်တကယ်လို့စစစစ်စစ်ပြီးသွားမယ်ဆိုရင်လည်းကျွန်တော်သာသမီ၃ယောက်နဲ့ကျွန်တော်အရင်လိုညီညီချင်းချင်းပြန်နေရမယ်ပေါ့ဒါပါပဲဒါပေမဲ့ကျွန်တော်ပိုင်ဆိုင်မှုကတော့ကျွန်တော်ကျွန်တော်သာသမီ၃ယောက်ကိုပဲပေးမှာသူ့ဦးတည်သူ့ဘက်သူခွဲထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီပိုင်ဆိုင်မှုနဲ့ပတ်သက်လို့သူနဲ့ဘာမှမဆိုင်ဘူးရှင်းတယ်အဲ့တော့သူသာသမီ၃ယောက်ကိုစိတ်မချလို့သာသမီ၃ယောက်ပိုင်ဆိုင်ရမယ့်ဟာကိုတခြားတစ်ပါးသူပိုင်မှာဆိုးလို့ဆိုလို့ရှင်ကျွန်တော်သာသမီ၃ယောက်ကိုတည်ရဝင် ခွဲပြီးတော့အကုန်လုံးဘောလုံးဘောလုံးဟာမှာစာချုပ်စာရမ်းနဲ့တခါတည်းပေးတယ်။တခုပဲပေးသက်တဲ့အနေနဲ့ပေါ့နော်ဒီဒီကောင်ဒီကောင်လင်မယားခွဲတဲ့ကိစ္စငါတို့နဲ့ပါဆိုင်လို့လဲပေါ့နော်ငါတို့တွေကဘာဖြစ်လို့ဟိုအလကားနဲ့ဒုက္ခခံရတာလဲဆိုတာပြောတော့မမြင်စေချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းမှာသူ့နဲ့သူရှိတယ်။ကျွန်တော်တဟာလုံးဝဟိုမထုတ်ဖော်ချင်ပါဘူးမပြောချင်ပါဘူး။ဒီလိုမျိုးဖြစ်တာကိုလည်းဟို attention ယူချင်တာတခုမှမရှိပါဘူး။ တို့လူတိုင်းဒါပေမဲ့ကျွန်တော်အခုမဖြစ်မနေမလို့ဒါချပြတာပါအဲ့အတွက်ကြောင့်ဘလို့မအပြစ်မမြင်ပါနဲ့အဲလူတိုင်းလူတိုင်းမှာတော့သူ့ခက်ခဲနဲ့သူရှိတယ်ဆိုတာသာနာနားလည်ပြပါလို့ပဲပြောချင်ပါတယ်